ကရင်ပြည်နယ်မြဝတီမြို့နယ်တွင်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကတိုက်ခတ်ရမှာစစ်တပ်ဘက်ကဒေဆုံမှုများပြီးလက်နက်ခဲယမ်းများစွာသိမ်းမိတယ်လို့ကျသိတဲ့စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။မြဝတီမြို့နယ်တွင်ရှိရသိကူမြစ်လက်ပံဖလူကြီးရွာတွေဘက်အင်အားအလုံးရင်းနဲ့ထိုးလာတဲ့ပြင် drone တွေလက်လက်ကြီးတွေတာဝေးပစ်ဒုတ်ကြီးမီဆိုင်းတွေလေကြောင်းပစ်ကူတွေနဲ့အပြင်းထန်ထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲတွေထက်ကအော်တိုဘာ31တိုက်ပွဲမှာစစ်တပ်ကသိစုံမှုများပြီးတမန်နှစ်နှစ်လောက်ခံတပ်တွေဖြစ်တယ်လို့သိရပါတယ်။အင်မီလန်တွေထက်မှာတော့60မမစီပြောင်းတွေနဲ့ခံရံများစွာပါမလာကိုတွေ့ရပါတယ်။ဒီစစ်စင်ကိုကင်လီဥဆောင်တဲ့ဘီဟာ30နှစ်ကျင်းတဲ့စစ်ကြောင်း၊ကော်ပိုရာစစ်ကြောင်း၊ဗီနိုစစ်ကြောင်း၊ Justice Soldier တပ်ဖွဲ့နဲ့ပူပေါင်းတုံ့လိုက်တပ်တွေဆောင်ရွက်နေတာလို့ဖော်ပြထားပါတယ်။ မကွေတိုင်းငဖဲမြွနယ်နဲ့ရေကန်ပြူဟာကိုးစီစစ်ကူတက်လာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတက်တွေကဂျက်ဖြတ်တက်ခဲ့ရမှာစစ်သား20ကျော်ကိုလက်ရဖမ်းမိတယ်လက်နက်တွေလည်းသိမ်းမိတယ်လို့ CDF အရှူကသတင်းထုတ်ပြန်ပါတယ်နှစ်လတာပိတ်ဆို့တက်ခဲ့မှုတွင်အခုလိုဖမ်းမိတာဖြစ်ပြီးပိတ်ဆို့သူလည်းများတယ်လက်နက်ငယ်လေးလည်းနဲ့ခရမ်းများစွာသိမ်းမိတာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ် CDF အရှူဘက်ကလည်းရပ်ပေါ်နေကြဆွပြီးခုနှစ်ဦးတန်ရတယ်လို့သိရပါတယ် နိုင်ငံခံပြည်ဟာကိုဟာဒီဒေသမှာနောက်ဆုံးကြံ့နေတဲ့စစ်ကောင်စီရဲ့အဓိကခံစားစခန်းဖြစ်ပြီးစခန်းထဲပေးမိနေတဲ့စစ်သားတွေကဂူထဲကနေခုခံတက်ခတ်နေတယ်။လေကြောင်းမှအပဆက်သွေးလမ်းကြောင်းအလုပ်ကိုဖျက်တက်ပြီးအေအင်းနဲ့မဟာမိတ်တွေကဝိုင်းဝန်းတက်ခတ်နေတယ်လို့သိရပါတယ်။မကွေးတိုင်းစစ်ပြုတ်ခြေဆက်ကကွေရေးပစ္စည်းဆက်ရုံကပါစ22ကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတွန်လိုင်းတရက်ကအနိကဆောက်ကြည့်နေစဉ်ရွာထဲပစ္စည်းဝင်ခိုးတဲ့စစ်သားတို့ကို လဲရဖမ်းမိတယ်လက်နဲ့နှစ်လက်နဲ့ခင်ရတွေသိမိတယ်လို့ Yan Reparation Frag ကသတင်းထုတ်ပြန်ပါတယ်အော်ဘန်ဆက်ကူမှာတမကူကူကတိုင်းရင်သွေးရင်ပါအင်အား400ခန့်စစ်ကြောင်းတစ်ခုရေတွက်ရွာ ရှားပင်ရေရွာယူဂျီဖက်ကနေပသိမိုရွာလမ်းပေါ်ရောက်လာတယ်အော်တိုဘာသုတ်စက်တင်မနေ့ပိုင်းမှာအဲ့ဒီစစ်ကြောင်းချက်ကန့်ရွာအနေရောက်လာပြီးစစ်သားတချို့ကရွာထဲမှာပြစ်စီခိုးဖို့ထွက်လာစဉ်တော်လိုင်းတပ်တွေကတနမ်းမဖောက်ပဲအရှင်ဖမ်းလိုက်တယ်လို့ဆိုပါတယ် ပေးမိတဲ့လက်လက်တွေကတော့အမေစီးရီးနှစ်လက်နဲ့ခင်ရံတွေစေအသွဆောင်ပစ္စည်းတွေပါဝင်တာကိုတပ်ပုံမှတ်တမ်းတဲ့တွေ့ရပါတယ်။ဒီတခက်မှုကို Revolution Front နဲ့ပကုတ်ကခရိုင်အမှတ်စနစ်တိုင်ရင်ပူးပေါင်းဆောင်ရွက်ရတယ်လို့ဖော်ပြထားပါတယ်။စကန်ရဲဆားရမျိုးကနေထွက်လာတဲ့စစ်ကောင်စီတပ်ကိုတော်လိုက်တက်ကဂျက်ဖြတ်တက်ခဲ့ရမှာစစ်သား၅ဦးသေဆယ်ဦးတန်ရလက်နက်ငယ်တလဲနဲ့ခင်ရံတွေသိမိတယ်လို့ဆန်တောင်မိုးကျိုးပြည်သူ့ကော်မတီတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ ဟိုတဝါသုဆက်တင်မော်လွန်းနေတဲ့ခန်းမှာအင်အား60ခန်းနဲ့စားတောင်မျိုးအနောက်ဘက်ထွတ်ထွက်လာစဉ်တက်ခဲတာဖြစ်ပြီးတိုက်ပွဲအခြေနှစ်နိုင်ခတ်ကြတယ်လို့ဆိုပါတယ်။တိမီလနဲ့ကတော့အမေဝမ်တလန်နဲ့ခရယန်တွေပေါဝင်တာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။တနေ့တိုင်းတိုင်းလောလောမြွနဲ့မမကန်ကန်ချီအင်းရှိကြေးရရစီစစ်ကြောင်းထုလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတက်တဲ့ကရပ်ဖြတ်တက်ခဲမှာစစ်သားရှိဦးသေးဆိုပြီးတန်ရသူလည်းများတယ်လို့ဒုရခစစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။ AR 80ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောဟာမောင်မင်္ဂဘက်ကနေကရင်ကြီးရွာဘက်ထိုးဝင်လာတဲ့အတွက်27ညနေပိုင်းမှာနှစ်နေကြာတိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။တခါအော်တိုဘန်20ညနေပိုင်းမှာလည်းအဲ့ဒီစစ်ကြောနဲ့ကပ်ပနီရွာမှာဒုတိယကြိမ်ထပ်မံတိုက်ပွဲဖြစ်တယ်လို့သိရပါတယ်။ဒီနှစ်ကြိမ်တိုက်ပွဲတွေတွင်စစ်တပ်ဘက်က10ဦးသေအများပြားဒဏ်ရာရပြီးဆုတ်ခွာသွားတယ်လို့သိရပါတယ်။ကြီးရွာတွေတွင်တိုက်ပွဲဖြစ်နေစဉ်မောင်မင်္ဂပင်လယ်ပြင်ရှိစစ်သည်ဘက်ကနေလက်လက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့ဖော်ပြပါတယ်။ ီတက်ခတ်မှုတွေကိုဒီဝေခရင်တပ်ပေါ်စု DNLA ဒုရကစစ်ကြောင်းဒေါနာစစ်ကြောင်း၄ KPDF ဒေါနာတခွဲခွန် LPDF ယမညမတတ်တော် MIA လောင်လို့တမန်နီလေးပြတတ်လို့ပူပေါင်းဆွဲရတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ